ီကနေ့စက်တင်ဘာလ25ရက်နေ့မနက်ပိုင်းမှာကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့တချိန်ကနမဲကျော်စတူဒီယိုတေးတန်ရှင်ကြီးပီတာခင်ညိုမင်္ဂလာပါပရိသတ်ကြီးရှင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာခဲကစတူဒီယိုလောကမှာနမဲကျော်ကြားလူကြိုက်များခဲ့တဲ့တေးတန်ရှင်ပီတာခင်ညိုဟာဒီကနေ့မနက်ပိုင်းမှာကွယ်လွန်သွားခဲ့ရပြီဖြစ်တယ်လို့မိသားစုဝင်တွေရဲ့ပြောပြချက်အရသိရှိရပါတယ်တေးတန်ရှင်ပီတာခင်ညိုဟာ1980ပြည့်လွန်နှစ်တွင်နဲ့1990ပြည့်နှစ်တွင်မှာထင်ရှားကျော်ကြားခဲ့တဲ့ဆိုလိုတအူးဖြစ်ပါတယ် အထူးသဖြင့်စတူဒီယိုတည်သချင်းတွေကို AACC နဲ့တံပြိုင်ဖွဲ့တွေနဲ့အတူတွဲဖက်တည်ဆိုလေးရှိတဲ့တည်သန့်ရှင်တဦးလေးဖြစ်ပါတယ်။သူရဲ့တခြင်းတွေထဲမှာနာမည်ကျော်ကြားလူကြိုက်များတဲ့တခြင်းတွေကတော့နှွေ၊မြခွာညူနဲ့လွမ်းဖွယ်ဆိုတဲ့တခြင်းတွေပဲဖြစ်ပါတယ်။ဒီတခြင်းတွေဟာခေဟောင်းမြန်မာတခြင်းတွေကိုနှစ်သက်တဲ့သူတွေကြားမှာဒီနေ့ဒီချိန်ရက်ထိနားဆင်နေကြစေတခြင်းကောင်းတွေလည်းဖြစ်ပါတယ်။ ဗီတာခင်ညိုရဲ့ဂီတာပုံစံကတေးရီဆီယာရီရဲ့လက်ရမြောက်တေးသွားတွေကိုသူ့ရဲ့ပြည်ပြင်းတဲ့အတန်နဲ့ပေါင်းဆက်ဖန်တီးနိုင်တာကြောင့်ပရိသတ်တွေရဲ့လက်ခံအားပေးမှုကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။သူဟာမြမဂီတာလောကမှာခေတ္တခေတ်ကိုကိုစားပြုခဲ့တဲ့ဆိုလိုတဦးအဖြစ်ရပ်တည်ခဲ့သူလည်းဖြစ်ပါတယ်။ဒေသရှင်ဗီတာခင်ညိုဟာပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့ကမှမွေးနေ့ပွဲကျင်းပခဲ့တာဖြစ်ပြီးမွေးနေ့ကျင်းပပြီး9ရက်အကျော်မှရုတ်တရက်ကွယ်လွန်သွားခဲ့ရတာလည်းဖြစ်ပါတယ်။ ဒေသရှင်ဗစ်တာခင်ညိုကွယ်လွန်သွားခဲ့တဲ့အတန်းညီဖြစ်သူအစိုးရတူတူကလည်းအခုလိုပြောပြထားတာဖြစ်ပါတယ်အစိုးရတူတူကကျွန်တော်ရဲ့အကိုအကြီးဆုံးဖြစ်တဲ့ဒေသရှင်ဗစ်တာခင်ညိုကွယ်လွန်သွားပြီဖြစ်ကြောင်းပြည်သက်များကိုဝမ်းနည်းစွာအသိပေးအပ်ပါတယ်ဟုဆိုကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာလည်းဖြစ်ပါတယ်။ ပြည်သက်တွေအတွက်သချင်းကောင်းတွေကိုတည်ဆုခဲ့ပြီးတော့အမြဲတမ်းပျော်ရွှင်စေခဲ့တဲ့တည်ထန့်ရှင်ပြတာခင်ညိုတယောက်ကောင်းရမွန်ရဘဝကိုရောက်ရှိစေဖို့အတွက်ပြည်သက်ကြီးကလည်းဆုတောင်းမြတ်တာပို့သပေးခဲ့ပါအောင်ရှင်